အဲ့လူဘယ်လူလဲဆိုတော့ကျွန်တော်သိရညီလေးဇော်ဘုံဟိနဲ့မင်းအတွက်ငါလှုပ်ပေးလိုက်တဲ့လက်ဆောင်လေးအစင်မပြေရလားကွာမွေးနေ့မှာကွက်တီတရားဆွေးပေးလိုက်လို့တဲ့အတော်မပြောရလားဗျာတဲ့မင်းကိုအစတဲကဧက200တဲကမင်းအာဝေမချောင်နဲ့ငါမင်းကိုပြောခဲ့ပါတယ်တဲ့မင်းကအမှန်တရားကြိုက်တဲ့လူဆိုတော့တဲ့အခုတော့အမှုရင်ဆိုင်လိုက်အောင်တော်ညီလေးတဲ့ မင်းသားကြီးနဲ့မိုးမိုးခိုင်တို့အနောက်မှာငါထောက်ပံ့ပေးနေတယ်တဲ့မင်းရင်ဆိုင်လိုက်အောင်မဟုတ်ကွာတဲ့ဒါလေးသိစီခြင်းလို့တဲ့ငါညီကိုတတိလာပေးတာပါတဲ့နော်မင်းကိုစိန်ခေါ်ပြီးပြင်ဦးလွင်မြေကွက်ကိုငါဒဲချိတ်ခဲ့တာတဲ့မင်းမမေ့သေးဘူးထင်ပါလေတဲ့ဒီအကျိုးဆက်ကအခုမင်းရန်ကုန်မှာအမှုရင်ဆိုင်ဖို့ဖြစ်လာတဲ့အကြောင်းတရားပဲတဲ့မင်းတက်အညိုးကြီးတယ်တဲ့ နဂါးမျက်စောင်းထိုးရင်ပြာဖြစ်တတ်တယ်ငါညီကြီးတဲ့ကျွန်တော်တို့ဒီမှာဒီနေ့မဆေးပို့လာတာအေကနေရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်អော်လို့တဲ့အဲ့ဒါဘယ်သူဖြစ်နိုင်လဲဆိုတာကျွန်တော်သိတယ်နော်ကျွန်တော်သိတယ်ဘာမှဖြစ်ဘူးနော်အဲ့တော့အေကနေရာကိုអော်တယ်ဆိုတာကတော့ဗျာကျွန်တော်တို့အောက်မှာရှိတဲ့ပြည်သူပြည်သားတွေမြေစင်းယုံဆိုတာတွားယူလိုက်ဦးလေးစားရငါးရက် ို့အပေါ်မှာပြင်ဦးလွင်ရဲ့မြေစင်းရုံနော်ကျွန်တော်ဒီမှာမွေးနေ့မှာကွက်တီတရားဆွေးပေးလိုက်တယ်တဲ့အတော်ပြောရလားမင်းတို့အစတွေကအေကနေရနဲ့ပတ်သက်လို့မင်းအာဝင်မချောင်နဲ့လို့ကျွန်တော်ဒီမှာရေးထားတာဟုတ်တယ်ယူခဲ့ဩငါပါကဲစရာမလိုပါဘူးကွာဒီလောက်ဆင်းရတော့ဟဲ့အောင်ဟာဒီမှာအခုလက်ရှိပြင်ဦးလွင် မြေစင်းရုံကဦးစီးမူကဦးသက်ခိုင် လက်တော်ဦးစီးမွာဦးဆန်းဦးဘာလုပ်ထားလိုက်အတန်းတိတ်တာစာရတွေနဲ့ရောက်နေပြီတည်တော်ပြီစီအမှန်တရားကိုရောက်အောင်ဖော်ထုတ်မယ်နော်ဒီဥစ္စာတွေဒီစာရွက်တွေအဘကောကြအဘကကြောင့်ကြီးကိုလိမ့်မှုပြီးတော့မှအဘကကြောင့်ကြီးကိုရောက်အောင်ပို့မယ်ဟုတ်ပြီလား အခုမဥပင်ကိုဘယ်လိုရောက်သွားလဲပြင်းဦးလွင်ရတယ်ဒီလူတွေပဲကျွန်တော်မကျေနပ်ချက်တွေနဲ့လှုပ်နေတာဟိုဟာအိုစာအုပ်အထူးကြီးတစ်ခုယူခဲ့လိုက်ဒီမှာကြည့်လိုက်အမှန်တရားကိုကြိုက်တဲ့လူတွေကဘောတော့ခိုင်းတာဒီမှာ1 2နော်စာကြောတစ်ခု9သိန်းနဲ့150ပုံစံတစ်ခုမှတ်ချက်ပေးရင်တစ်စောင်းကို1000ကျွန်းနှုန်းနဲ့ မြေလို့မြေရန်တေကားကိုရှောက်ပါကလက်မဲ့ထိုးရန်တေကားကို9000လုံးကွင်းမြေပုံမရှိတဲ့ဒေသကိုကွင်းထူထောင်ပြီးမှပုံစံကုန်ရှောက်မြို့နယ်မြေစင်းရုံအစဉ်စီပြီးတာဝန်ယူလုပ်ပေးကကွင်းတကွင်းကိုခမ်းမန်းဧရိယာ150နီးပါးဥပမာပိနေကုန်းလို့ခြေရွာမျိုးတပြေချင်းလို့ခြေရွာမျိုးတဲ့ခမားတို့တိုင်နာပြီလေလားဒီမှာ ဖုံးဖို့ကိစ္စခမားတို့ဇော်ပုံးရုပ်စောက်စောက်ချင်မတင်နဲ့ခမားတို့အမှန်တရားအကုန်ဖော်ထုတ်မှာကျုပ်ကခမားတို့တခုပြလိုက်ဦးမယ်ကျမတို့တရင်တရင်သားတခုရှိမယ်ကျမတရင်သားတခုချလိုက်နော်အဘအဘဦးသိန်းစိတ်တမလာလက်ထက်တုန်းကနော်ပေးထားတဲ့မြေတွေကိုညမဒီပြင်းဦးတွေမြေကကျုံသွားတယ်ကျုံသွားတာသူက သူကချဲ့မလားကိုကြုံသွားတာအဲ့မြေတွေကမိုးပဲမိုးမိုးဟိုဟာကောင်းကင်ကိုလွင့်သွားလားမသိဘူးသိလားနော်လွတ်တော်ထဲမှာဘာဦးသိန်းစင်ကိုယ်တိုင်ပြန်ပြီးတော့တမနာကြီးဦးသိန်းစင်ကိုယ်တိုင်ပြန်ပေးထားတဲ့မြေတွေကိုနော်ကြံနေနဲ့ဒီမှာဒီလိုစာအုပ်ကြီးအထူးကြီးနဲ့လာတာ ခင်ဗျားတို့အဲ့ဒီမှာရှိတဲ့စီးရင်တွေအကုန်လုံးဇော်ပုံးကြီးရောက်နေပြီနော်အကုန်ရောက်နေပြီဒါမျိုးတွေကျောက်ကအမန်တရားကိုပေါ်တော့မယ်အဲ့ဒီအတွက်ဇော်ပုံးရငွေတစ်ချပ်ယူလဲဆိုရင်ဇော်ပုံးကိုတခါလဲသတ်ပလိုက်ပြည်သူလူထုတွေအောက်မှာခင်ဗျားတို့နော်ပေဒီပေစုံနဲ့ယုံနေကနာတွေမသိတဲ့လူတွေကိုခမားတို့တွေအကုန်လုံးနိုင်ကျင်ခဲ့လို့ဖော်ထုတ်ခဲ့တာ ਉਹ ဟမ်ခမားတို့အခုကဘယ်နေရာရောက်ရောက်ကျုပ်ကိုမကျင်နိုင်ဘူးဆိုတော့ကျုပ်ကရီတာပေါ့ကျုပ်ပြည်ဦးလေးမှာရှိတယ်နော်မြေစင်းရုပ်ဒီမှာမခိုင်မရင်တခုမှမလုပ်ဘူးခိုင်မာလို့ကြည့်တော့ပြည်သူဘက်ကနေရက်ပြီးမယ်ဟောဒီမှာအခုခမားတို့ပြည်ဦးလေးမှာဥမာတခုအုပ်ချုပ်ရေးမှူးရောက်လာတယ်ဥမာတခုပုဂ္ဂိုလ်ရေးရလူမှုရေးရခင်မင်မှုရကားပေးစီထားလို့ရတယ် ကားပေးစည်းထားလို့ရတယ်နော်အဲ့ဒီကားပေးစည်းထားတဲ့အပေါ်မှာအခွင့်အရေးယူပြီးတော့မှနိုင်ငံတော်အစိုးရကိုမလိမ္မာနဲ့နိုင်ငံတော်ဝန်ကြီးချုပ်ကိုမလိမ္မာနဲ့ဝန်ကြီးဌာနကဝန်ကြီးချုပ်တွေကိုမလိမ္မာနဲ့ခင်ဗျားတို့အခုမြေစင်းယုံမှလာပြီးတော့မှစစ်နေတဲ့အကျိုးသောလူတွေတမီးပခုံးလေးပုတ်ပြီးတော့မှဒီကိစ္စအနေကြီးတယ် နောက်ဆိုရင်ဒါမျိုးတွေမလုံးနဲ့တော့ဆိုပြီးတော့နောက်ခန်းတွေကိုပတ်စံအပုံလိုက်ထည့်ပေးလိုက်တဲ့အလုံမျိုးတွေကိုလက်မခံပါနဲ့ကျွန်တော်ဒါထည့်ပြောတာနော်ကျွန်တော်ပြင်ဦးလေးမှာအကုန်သိတယ်နော်ပြင်ဦးလေးမှာအဘကကြောကြီးဦးမင်းအောင်လိုင်းကကျွန်တော်သူမသိဘူး2024လေးတော့လာမသိဘူး ကျောက်စင်မြို့တော်ခမ်းမထဲမှာမချိုချိုတက်ဆိုတဲ့အမျိုးသမီးကိုဒီဥစ္စာကိုတေးသေးချာချာပြန်လဲစီစစ်ဆောင်ရပေးမမုံမို့စိမ့်ဆိုလာမသိဘူးရှိတယ်ဘာကတို့ကြီးကအုံတော့ကောင်းတယ်ဒီကော်ပီကိစ္စတွေကိုလှုပ်ပေးလိုက်လို့ပြောတာကိုအောက်မှာမြေစင်းတော်မှာမတိုင်းမဲနဲ့ဆောင်းမြင်ကပုံမှန်နဲ့တိုင်းလာပြီးတော့ဘာကတို့ကြီးဆိုတာကတဲ့မြေစင်းရုံကတချို့သောလူတွေပြောတာဟဲ့အောင်နဲ့ငါတို့ကချမ်းသာနေပြီတဲ့ တရားဝင်နေအစိုးရလည်းမဟုတ်ဘူးတဲ့သူ့ဘာသူအာဏာထိန်းတာတဲ့ငါတို့လည်းငါတို့လုတ်ချင်တာငါတို့လုတ်မယ်တဲ့ဒါပြီးရင်ပြီးသွားမယ်ကိစ္စတွေတဲ့ဟာနေစားလို့နေမြေစည်းရုံးမှာနေစားလုတ်တဲ့လူတော်မှာတိတ်ထောင်နဲ့ချီတဲ့ကားစီးနေတာမင်းတို့ဟိုင်းကန်နေသွားတာငါအကုန်သိတယ်ဟဲ့မင်းတို့မန္တလေးမှာဒီမှာထုံပြီးတော့မန္တလေးသွားတဲ့ဟိုင်းကန်အကောင်တွေငါအကုန်သိတယ်နော်ငါ့ရောထိတ်လာမပုံနဲ့နော်ငါမွေပွေးမင်းတို့ငါအမှန်တရားဘက်ကငါအကုန်အကုန်အကုန်ငါပြေရှင်းမယ်ကောင် 起码少来要你呀，哦，哪一个农业的嘛，我认真搞我，子下来呀？你妈，你认真我，你阿姆那做没逻辑？你都做人嘛，阿爸，咱们阿姆认真搞那片啊，我，姆要那个没做过来呀，他老做没做表面做过来的，阿、嗯、姆、嗯、我，护了没有？我大爷，我阿六六骗你呀，喏，没我阿姆，我去阿姆，辩护了没有嘛？ နော်အဘကကြုတ်ကြီးရဲ့စီမံချက်နဲ့ဆိုရင်ပြည်ဦးလွင်ဘုရားတိုးတက်နေပြီကော်ပီတွေဖွင့်ပြောနေပြီကော်ပီတပင်ကိုအထွက်ကောင်းလို့ချင်း15ပိတ်တာနဲ့16 16ပိတ်တာရှိတယ်နော်တပိတ်တာကို9000ရှိတယ်မင်းတို့ကောင်တွေအကုန်လုံးကနော်ငါလှုပ်လို့ရတယ်ငါငါပြည့်လို့ရတယ်ဆိုရင်မင်းတို့အောက်မှာအဘကကြုတ်ကြီးကိုအကုန်လုံးနိုင်နေတာဘကကြုတ်ကြီးအလိန်ခံနေရတယ်အဲဒါကြောင့်ကျွန်တော်ပြောတာနော်ဒီပြည်ဦးလွင်မှာဘကကြုတ်ကြီးဝိုင်းနေနေတာပြည်ဦးလွင်ကတိန်လို့ကောင်းတော့ဒီမှာ ဒါ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 ဘာဘာဘာဝါလေမြမအလေးဒီမှာမြမအလေးလွတ်တော်တဲ့အထိလွတ်တော်တဲ့မှာဆုံးဖြတ်ထားတဲ့မြေတော်မှာခိုးတာပခိုးတွေနော်ခင်ဗျားတို့ကျွန်တော်နဲ့ခင်ဗျားတို့ကျွန်တော်ဖုန်းဆက်လာခဲ့လိုက်ခင်ဗျားတို့တိုင်ထားတာတွေကြုံပြမယ်ကျွန်တော်ဖုန်းနဲ့မှာ6ချိန်ခွန်ချိန်၄လေးလုံးနဲ့ ခမရတို့ထောင်ကြသွားလဲငါတို့ခိုးလို့ဝပြီလေခမရတို့ကြာပေါ့ဟုတ်တယ်မလားခမရတို့စောက်ချင်းအဲစောက်ချင်းပြင်ဦးလေမြေချုံရှုံရှုံသွားတာနော်ဟိုနေရာတကွက်ရလက်ဒီနေရာတကွက်ရလက်နော်အဲမတ်ချိုချိုတက်ဆိုတာအဘကကြိုကြီးကိုယ်တိုင်တည်တယ်သွားမေးလိုက်နော်မမမို့စိန်လို့ပါလို့လားနော်ဒီမှာပြင်ဦးလေမှာမြေနဲ့ပတ်သက်လို့ကော်ဘီနဲ့ပတ်သက်လို့ခမရတို့လည်းအကုန်လုံးကလင်ကြည့်လို့လားနော်ခမရတို့ရဲ့အတိုင်းစားလေးဒီမှာအော်မာတော့ line ပေါ်မှာဒီမှာဥဒကိုင်းနဲ့ဥစည်းမှုနဲ့မြေစင်းနဲ့ ဦးစံဦးလက်ထောက်ဦးစီးမှုတဲ့နော်မျိုးမလက်ထောက်ကင်ပြီးတဲ့105ပုံစံမြေဆွဲရအတွက်103ထုတ်ပေးသည့်အခါတစောင်းလင်းဘလောက်အောင်တို့အာလာအဲ့လူတွေတက်သေးလိုက်မှာနော်ကျုပ်ကဘလိုင်းမဟုတ်ဘူးကျုပ်ကိုပတ်လာမယ်အလုပ်ချုပ်ဘယ်တော့မှမလုပ်ဘူးခင်ဗျားတို့ရဲ့အိမ်ဒီအနည်းစကန်းဘယ်နေရာမှာသုံးထက်တိုင်း3000ပေးပြီးဘလို့စောက်ထားတယ်ရာစာပြီးတယ်နော်အခုရောက်လာတဲ့လူကိုခင်ဗျားတို့ကကားလေးပေးစီးတာလားအစားပြီးတယ် ခင်ဗျားတို့ရောက်လာတုန်းကနှလုံးအကျွေးသိန်း300တင်ပြီးရောက်လာပြီးတော့မှသိန်း900တောင်နဲ့အိမ်ဆောက်တာအဒီဇော်ဝင်းကြီးသိရင်နော်ခင်ဗျားတို့ဇော်ဝင်းကြီးကိုစောက်ချင်မတင်နဲ့နိုင်ငံရဲ့လူမျိုးတွေကိုဒီအဂရီကိုကျွန်တော်တခုဒီနေရာကနေပြောချင်တယ်အဂရီတိုက်တဲ့ရေကော်မရှင်ကကျွန်တော်မခေါ်ပါနဲ့ကျွန်တော်ပူပေါင်းမရစီမြန်မာနိုင်ငံအဂရီတိုက်ပြရေကော်မရှင်ကိုကျွန်တော်ကိုပူပေါင်းခွင့်ပေးပါလို့ကျွန်တော်ပြောမယ် ကျွန်တော်ကိုပူပေါင်းခွင့်ပေးပြီးခင်ဗျားတို့ကျွန်တော်ပြောတာကိုအေးအေးယူပါလို့ပြောလိုက်တယ်။နော်။ဟုတ်ပြီလား။